UFC မှာ Director Champion ကပတ်ရနိုင်လားအားလုံးမင်္ဂလာပါ 3K Sport 2.0ကနေကြိုဆိုပါရစေ Director ကို promotion ဆင်းပေးခဲ့တာမြမဂုံဆောင် Alliance ဆန်းလို့ဆိုရင်ရနိုင်ပါတယ် One Championship မှာ Alliance ဆန်းစီကနေ Light Heavyweight နဲ့ Middleweight တန်း Champion ကပတ်တူလွှဲပြောင်းသိမ်းပိုက်ပြီးတဲ့နောက် Director ကပို့ပြီးတော့ထင်ရှားလာတာမဟုတ်လား Director က Alliance ဆန်းကိုအလွယ်လေးအနိုင်ပြခဲ့သလို Director နဲ့ရင်ဆိုင်ပြီးနောက် Alliance ဆန်းအချိန်အဝါကြာဆင်းသွားတယ် ောက်လိုင်းဆန်းကိုနေဝင်အောင်ဒီရက်တာလှုပ်ပြခဲ့တာပါ။အောက်လိုင်းဆန်းရဲ့နှစ်ပွဲစုံမှာဒီရက်တာကသူ့ရဲ့အချုပ်ဆွိုင်းကိုပြသနိုင်ခဲ့ပါလေ။အောက်လိုင်းဆန်းတယောက်အသက်ရှူမှားခဲ့ရတာပါ။အဲတော့ဒီရက်တာကဝမ်ချန်ပီယံရှစ်မှာမာလီခင်းနဲ့ထပ်ပြီးတော့အစမ်းသက်ခံရတယ်။အားကြီးမမျှပေမဲ့ဒီရက်တာကအတော်လေးတောင်းခံနိုင်ခဲ့တာပါ။ပထမပွဲက light heavyweight ကာကွယ်ပွဲဖြစ်ကစားခဲ့တာပါ။မာလီခင်းကြီးမားတန်မာတဲ့ခန္ဓာကိုယ်တိဆောက်ပုံကြောင့်ဒီရက်တာဖြိုးရခတ်ခဲ့တယ်။ချုပ်ခွက်ထုတ်သုံးတာမအောင်မြင်ခဲ့ဘူး။ ဖြိုးများလို့ standby ပြောင်းထိုးတော့ director ပို့ဆိုးခဲ့ရပါအချုပ်အာတန် director standby ကအတော်လေးအားနေလို့နောက်ဆုံးမှအလဲထိုးခံလိုက်ရပါတယ်မာလီကင်ရဲ့ director ကဒုတိယပွဲကို middleweight တန်းပွဲဖြစ်နေကစားခဲ့တာပါဒုတိယပွဲမှာမာလီကင်ပြားဝင်အောင် director အစွမ်းပြခဲ့တယ်ပထမပွဲတော့ကထက်မာလီကင်ကိုလက်သီးချင်းရှင်ထိုးနိုင်ခဲ့တာပါဒါပေမဲ့ဒီရတိုင်းအဆုံးသတ်ရလက်ကမကောင်းပဲမာလီကင်ကိုရုံကျွေးမဆနိုင်ခဲ့ဘူး။မာလီကင်ကိုနှစ်ပွဲဆက်ရှုံးပြီးတဲ့နောက်ဒီရတာအတွက်အခွင့်အလမ်းနှဲသွားတယ်။ဝမ်ချမ်ပီယံရှစ်နဲ့စာချုပ်ကိစ္စမပြေလည်မှုတွေဖြစ်လာတယ် ဒီရက်တာကဝမ်ချမ်ပီယံရှစ်ဥက္ကဋ္ဌချက်ထရီမကောင်းကြောင်းတွေလူသိရှင်ကြားပြောခဲ့တယ်။ဒီရက်တာကဝမ်ချမ်ပီယံရှစ်ကိုခြေစုံကန်ပြီးတဲ့နောက်ပို့ပြီးတော့တန်ဖိုးမြင်မာတဲ့ UFC အဖွဲ့အစည်းစီကိုပြောင်းခဲ့တယ်။ UFC ရောက်ပြီးတဲ့နောက်ဒီရက်တာကပို့ပြီးတော့ထင်ရှားလာပါတယ်။ UFC သုံးပွဲဆက်အနိုင်ကစားပြီးတော့ဒီရက်တာရဲ့ဂုံတရင်ကပို့ပြီးတော့ထဲဝါလာခဲ့တာပါ။နောက်ဆုံးပွဲမှာဒီရက်တာကရှုံးပွဲမရှိသေးတဲ့ဘိုနီကဲကိုအလဲထိုးနိုင်ပြခဲ့တယ်လို့အပိုစုကြီးလည်းပိုင်ဆိုင်နိုင်ခဲ့လို့အတိုင်းထက်လွန်ဖြစ်ခဲ့ရပါတယ်။ဇူလိုင်လ26ရက်နေ့မှာဒီရက်တာက white taker နဲ့စီးကျင်းထိုးရပါမယ် middleweight တန်းမှာအဆင့်9နေရာယက်တီနဲ့ white taker ကိုသာနိုင်လိုက်ရင် derita ရဲ့အချိန်ဝါကပိုပြီးတော့ကြော်ကြားလာပါပြီ derita ကခြေလံလက်တန်ရှေ့ပြီးတော့သူ့ weight တန်းမှာလူကောင်ကြီးပါတယ်ဒါကြောင့်သူအားတန်နဲ့ချုပ်ကော့အကောင်းဆုံးအသုံးချနိုင်ခွင့်ပိုများနေတာပါမာလီခင်လုံသူတဲ့အကောင်ကြီးတဲ့ fighter တော်ဝင်လုံးပြဘူးလို့သူတဲ့အကောင်သေးတဲ့ fighter တွေဝင်လုံးဖို့ရအသင့်ရှိနေမှာပါ derita က UFC ရဲ့ဖြောပြေးပုံရိပ်တစ်ခုဖြစ်နေတာပါလေကြီးပြီးတော့ဗဇက်ကမိုးပြောဂျိုးပြောပြောနေရတာကလူကြိုက်များနေရပါ သူကိုယ်သူအသက်ရှူတိုင်းတိုးတက်နေသူဖြင့်တင်စားထားတယ်။ဒရီတာကသူ့ရဲ့ Stanford ရေသွေးကိုမြင့်တင်ထားပေမဲ့သူပို့ပြီးတော့ပိုင်တိုင်းနဲ့ချုပ်ကွက်နယ်ပဲပြိုင်ဘက်ကိုရင်ဆိုင်နေပါတယ်။ UFC မှာလည်းသူ့ရဲ့ယုံထွက်ရခတ်မဲ့ချုပ်ကွက်တွေကပြိုင်ဘက်တွေအတွက်ငရဲလိုဖြစ်နေတာပါပဲ။အောင်လိုင်းဆန်း Kevin Holland ကိုလေဝင်းချုပ်ကွက်နယ်နိုင်ငယ်ဘူးတဲ့။ White ကယူအက်ဖ်စီအတွေ့အကြုံရင် Fighter ဖြစ်ပေမဲ့သွေးကြွနဲ့ဒရီတာကြောင့်အခက်တွေ့နိုင်ပါတယ်။သူတို့ရဲ့အရေးကြီးဆုံးပွဲတစ်ပွဲလို့ဆိုနိုင်ပြီးတော့ UFC Champion ကပတ်မျောလင်းချက်အတွက်အရေးပါတဲ့ပွဲဖြစ်လာမှာပါ။ UFC စောက်ချင်းကလေးကချန်ပီယံကပတ်ယူမယ်လို့ကြွေးကြော်ထားတဲ့ဒီရိုက်တာက ranking မြင့်တဲ့ white taker ကိုနိုင်ပြီးသူရဲ့ UFC ကစားမဘွားလေကားတဲ့နောက်ဆင့်ကိုတက်လှမ်းခြင်းနေပါလေ UFC မှာဒီရိုက်တာချန်ပီယံကပတ်ရနိုင်လားမေးလိုက်ရင်တိတ်မလွဲပေမဲ့မျော်လင့်ချက်ရှိတယ်လို့ဖြေရပါမယ်ဟုတ်ကဲ့ပါဒီဘက်ကတော့လောက်ပဲဒီရိုက်တာနဲ့ပတ်သက်ပြီးတော့ဘော်ဒါတွေကိုဘယ်လိုထင်မြင်မှုရှိကြလဲပြောပြခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ